တရုတ်သာဝင်မလျှော့ရင်ပြီးခဲ့တဲ့နှစ်တစ်တုံညနှစ်ကွန်စစ်စင်ရေးကလေးကဒေါ်လာအိတ်တက်တွေနေပြီးတော့ကိုဝိုင်းထားနိုင်ခဲ့လောက်ပြီလို့ခံမှန်းတာတွေရှိခဲ့ပါတယ်ဆိုလိုတာကမြို့ဒေါ်လာရဲ့အနိုင်ဘက်ကိုတိမ့်နေမှာပေါ့ဘယ်လိုထင်ကြလဲအားလုံးသိတဲ့အတိုင်းမြောက်ပိုင်းမဟာမိတ်အဖွဲ့၃ဘွဲ့ဖြစ်တဲ့ MNDA TNLA AA အပြင်တို့နဲ့ဒေါ်လာရဲ့မဟာမိတ်အဖွဲ့တွေရဲ့2024 တတညာနှစ်ခုဒုတိယလိုင်းစစ်စင်အောင်မြင်မှုပါကြောက်ခမန်းလေးလေးပါပဲတမိုင်းမာတော့မရှိခဲ့ပါကျွန်တော်တို့ပြည်သူအများစုဟာအတော်အားတက်ပြီးစိတ်ကူးတွေရင်ခဲ့ကြပါတယ် PDF တက်တွေအပါဝင်မြောက်ပိုင်းအဖွဲ့တွေဥဆောင်တဲ့မဟာမိတ်တက်တွေကမြေမျိုးနဲ့မန္တလေးကိုပါသိမ့်နိုင်တော့မယ်ဆိုတော့စိတ်လှုပ်ရှားမှုတွေအတော်ဖြစ်ခဲ့ကြပါတယ်မန္တလေးကြာရင်တော့စစ်ကောင်စီရဲ့အာဏာဘိုးချက်မှဖြစ်တဲ့နေပြည်တော်အဝိုင်းခံရပြီလို့ စိတ်ကူးထဲမှာပျော်ခဲ့ကြပါတယ်အဲ့လိုစိတ်ကူးရင်လို့ရအောင်တစ်တုံညာနှစ်ခုဒုတိယလိုင်းမှာစစ်အေးရကြည့်မယ်ဆိုရင်စစ်တက်ကရှုံးနေပါတယ်စစ်တက်ကတိုက်ရကြစိတ်တက်ကြလက်နဲ့ချဖြစ်နေပြီသူတို့မှာကုန်းကောက်ပြီးအဖက်ဆက်လို့ရလောက်ဘာမှမရှိသလောက်ပါအဲ့ဒီအချိန်မှာပေါ်လာတဲ့စစ်တက်ရဲ့ကက်တင်ရှင်ကတော့ပောက်ဖော်ပါ ဒါအခုကျွန်တော်ရောက်နေတဲ့နေရာကကျွန်တော်တို့ကမွန်တန်းကျေးရွာအုပ်စုပေါ့နော်။ဒါကတစ္ဆိတ်ပင်ကျေးရွာပေါ့။တစ္ဆိတ်ပင်ကျေးရွာအဓိကအပြည့်ကကျွန်တော်တို့ကလိုင်းပေါ်မှာပြောနေကြတဲ့ဟိုအစ္စလမ်ဘာလာဝင်ကိုယ်ပဲဗလီစောင့်နေပါတယ်ဆိုတဲ့နေရာကိုကျွန်တော်တို့ကသွားကြည့်လို့ဖြစ်တယ်နော်။အခုဒါကကျွန်တော်ဒီကနေဝင်ရမှာပေါ့။ဒီကနေဝင်သွားလို့ရှိရင်ဟိုဘက်ဒီကနေပြီးတော့ဒီလိုသွားရမယ်လို့ပြောတယ်ဗျ။ဒီကသွားလိုက်ဟိုအနောက်ဘက်မှာလို့ကျွန်တော်တို့ပြောတယ်။အဲ့ဒါလေးကိုကျွန်တော်တို့နဲ့အတူတူလိုက်ခဲ့ပါနော်။ကျွန်တော်တို့ သူတို့ဗလီစောက်နေတာတရားဝင်စောက်တာလားနိုင်ငံတော်ကချပေးပြီးတော့ဘလို့စောက်တာလဲဆိုတော့ကျွန်တော်တို့တွားရောက်ကြည့်ရှုမယ်တွားရောက်မင်းမြန်းမှာဖြစ်ပါတယ်ဗျာเนาะကျွန်တော်နဲ့အတူလိုက်ခဲ့ပါကျေးဇူးတင်ပါဗျာအခုကကျွန်တော်တို့ကဒီသူတို့ဟိုနေပြီးတော့မှာဗလီစောက်နေတဲ့နေရာပေါ့เนาะဗလီစောက်နေပါဆိုတဲ့နေရာကိုကျွန်တော်တို့ကတွားနေတာပေါ့เนาะတွားနေဆိုတော့အဲအဓိကပြင်တော့ဒီနေရာရဲ့သဘောတရားတော့လက်ရှိဒါပါနေရဒီစိတ်ဒီစိတ်ပြင်ဒီစိတ်ပြင်ဂျေးရွာ ကမောနာကမောနာအုပ်စုနော်ကမောနာအုပ်စုသူကတော့အဓိကကျွန်တော်တို့ဒီဘောကစီဒီကာဝင်းနဲ့ဒီဘက်ကျွန်တော်တို့ရန်ကုန်မန္တလေးလမ်းအောင်နည်းနည်းချင်းဆိုင်မနော်မြို့ဆောင်နန်းမို့အဲအဲ့ဒါအဲ့ဒီဘက်မှာရှိတယ်သူကတော့နည်းနည်းလေးတိတ်ပြီးတော့ဟိုဘယ်လိုခေါ်မလဲနည်းနည်းဂျောင်ကြတယ်လို့ပြောလို့ရမှာနော်ဂျောင်ကြတယ်ဆိုတဲ့နေရာပေါ့နော်ဒီတစ်စိတ်ပင်ဂျေးပါဆိုပေမဲ့ဒီမှာကတော်တော်များများကဟိုအင်ဂျီပိုလို့ခေါ်မလဲစိတ်ယုံနေပေါ့နော်ကျွန်တော်တို့ဟို စိတ်ယုံနေညကိုတော်နေများတာဗောဒီနေရာစိတ်ယုံနေကိုတော်နေများတယ်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့လေခွက်တွေလေခွင်းတွေ ਨੇ များတယ်ဆိုတော့လမ်းမယူတော့တော်တော်ထွက်ရတယ်တော်တော်ထွက်ရတယ်ဗောနော်ဆိုတော့အဲ့နေရာကိုကျွန်တော်တို့အခုမဲသွားပြီးတော့သွားရိုက်ပြမှာဖြစ်ပါတယ်ဗျာနော်အားလုံးမင်္ဂလာပါဗျာကျွန်တော်အခုရောက်နေတဲ့နေရာကအခု online ပေါ်မှာပါ online ဘလို့ခေါ်မလဲတယောက်နဲ့တယောက်ဝိဝါဒကွဲနေကြတဲ့ကျွန်တော်တို့ဗာလဲဗလီစောက်မယ်ဆိုတဲ့နေရာကိုရောက်နေတာဗျာ လာငတ်တွေလာရိုက်တယ်ငါဥနောက်ကိုလိုက်ရိုက်ဥနောက်လိုက်ရိုက်အဲ့တော့ကျွန်တော်ကဒီမှာသူကတော့ဒီမှာဆိုင်းပုံးမှာဆိုင်းပုံးမှာရေးထားတာကတော့ကျွန်တော်တို့ဒီမှာကနေပြီးတော့စီပင်တရားရေးကော်မတီခွင့်ပြုချက်ပြင်ဆောက်လုပ်တယ်တဲ့ခွင့်ပြုအမှတ်က1325 24325ပေါ့နော်မြန်မာနိုင်ငံရှိအစ္စလမ်ဘာသာဝင်များအတွက်သာသနာပြုလုပ်ငန်းဆောင်ရွက်ရန်မြေနေရာလျှောက်ထားသူတဲ့ဥတန်းထွန်းနဲ့နော် ဘောကဝူဒီရက်ွက်ပြင်းမနာမျိုးဒီဘက်ကရိုက်ဒီဘက်ကရိုက်ဆိုဘောပြင်းမနာမျိုးနဲ့34ကင်မွန်တန်ရက်ပေါ့နော်အစာဦးဆိုင်ရာအချက်လက်များကအမျိုးအစားအထက်အမိုးခြံစည်းဦး RC RC plus တန်မှန်အစ်အတိုင်းတာကဒါကဒါပြောရတော့ဒါကကျွန်တော်တို့အစ္စလမ်ဘာသာဝင်တွေဝတ်ပြုဖို့အတွက်ဒါအစာဦးဆောက်လို့ဖို့ပေါ့နော်ဒါဒါပြင်ဆင်နေကြတာပေါ့ဆိုတော့ကျွန်တော်တို့ကဒါကဘာလို့ဆိုတော့ဒီ line ပေါ်မှာကျောင်းတစ်ယောက် ဟိုဘလိုခေါ်မလဲမလိုလားအတ္တတွေနဲ့ဟိုပြဿနာတွေဖြစ်လာမှာဆိုလို့ဒါကျွန်တော်တို့ကဒါဟောင်းင်းဖြစ်တာဒါတော့ပြောရအောင်လို့ဒီနေရာကတော့ဟိုလူနေလဲတိတ်မရှိဘူးဟိုအနောက်ဘက်မှာဆိုလို့ရှိရင်တောင်တန်းတွေရှိတယ်ဒီဘက်မှာဆိုရွာတွေရှိတယ်ဟိုဘက်မှာဆိုလဲကျွန်တော်တို့စိုက်ခင်းတွေပဲရှိတယ်ဗျမစိုက်ခင်းတွေဦးလက်ရှိအခြေအနေထားမှာတော့ကျွန်တော်တို့ဒီခြံစည်းရိုးတွေတော့စကနေပြီနော်ခြံစည်းရိုးတွေစကနေပြီနေရာလေးကတော့ပြောရရင်တော့လူနေရက်ွက်တွေနဲ့တော့တိတ်နီးနီးနားမဟုတ်ဘူးဟိုတစ်ဖက်မှာဆိုရင်တော့ကျွန်တော်တို့ဘယ်လိုခေါ်မလဲစက်မှုဇုံလိုမျိုးဟာတွေရှိရအောင်နော်စက်မှုဇုံလိုမျိုးဟာတွေရှိတယ်ဆိုတော့ဒါက ဒီမှာလက်ရှိကျွန်တော်တို့ကိုယ်တိုင်လာကြည့်တဲ့အခြေအနေပါဗျာနော်ကိုယ်တိုင်လာကြည့်တဲ့အခြေအနေပါလက်ရှိအနေထားမှာတို့တို့မြေယာပြုတ်ပြင်မှုလုပ်နေတယ်အဲကျွန်တော်တို့သူမလုကင်းတဲ့တစ်ပင်တွေလှဲနေရတယ်ရှိတယ်နော်ဒီမှာကျွန်တော်တို့ Istanbul ဘာကဝင်တယောက်နှစ်ယောက်တွေ့တယ်တို့တို့အဓိကအဖြစ်တော့ချန်သီးကိုခတ်ဖို့အတွက်လုပ်နေရအောင်ကျွန်တော်တို့တွေ့ရပါတယ်ဗျာနော်ဒီဟာကကျွန်တော်တို့ဟို online ပေါ်မှာဟိုပြောနေကြတယ်ကျွန်တော်တို့ Islam ဘာသာဝင်တွေရဲ့ဗလီကြောင်းစောင့်မယ်ဆိုတာပေါ့နော်စောင့်မယ်ဆိုတဲ့နေရာပါဆိုတော့ကျွန်တော်တို့ဟိုဘက်မှာလည်းကျွန်တော်တို့သားရဲ့ ဆောရည်ရေတော့ဥပမာခွင့်တောင်းရဲအဲဆိုတော့ဥပမာလဲကျွန်တော်တို့ခွင့်တောင်းပြီးသွားပြီဗျာနော်ရိုက်တာဒီဒီနာအလုံးမတော့ကျွန်တော်ထင်တာကတော့တေအေကလောက်ရှိမှထင်တယ်နော်တေအေတေအေကလောက်အဲအလုံး2အေကလောက်ရှိတယ်2အေကလောက်ရှိတယ်သူတို့ဒီဘက်မှာတစ်ပင်လဲတာတွေမြေယာပြုတ်ပင်တာတွေတော့လုံနေအခုစပြီးတော့စောင့်နေညီလေးစောင့်တာဘယ်လောက်ကြပြီလဲကိုရပဲရှိသေးတယ်နော်အော်အေးဟုတ်ပြီလက်ရှိရတော့ညီလေးတို့ဒီ channel ကိုကာမှာပေါ့နော် ဟိုဘက်မှာအော်ဒီကရင်သုံးကတို့ကခြံသီးကိုကားတယ်ဗျခြံသီးကိုကားတယ်အထက်မှာရှိတဲ့တို့မလိုအပ်တဲ့ကိုင်းတွေခုတ်နေရတယ်တွေ့ရတယ်ဗျဒါတော့လက်ရှိ online မှာပဲเนาะမင်းတို့နေယူချော်ပြန်ပြီးအဖွဲတွေရလဲကွာနည်းနည်းလေးမှမလုံဘူးမလားဟိုဖះမှာစာတန်းချိတ်တယ်လို့မျိုးလေး မင်းတို့ချိတ်ရဲလို့လားချိတ်ဖို့ချိတ်ရဲဖို့နေတာမင်းတို့စိတ်တော်စိတ်ကူးရဲစိတ်ကူးရဲလို့လားမင်းတို့တကယ်တတ္တိရှိတယ်ဆိုရင်ချိတ်လိုက်ပါတော့ကွာတိုင်းပြည်တည်တံအဲ့နေလို့ထာဝရဗလီပိတ်သည်လို့ချိတ်လိုက်ပါလိုက်ရောက်တယ်အဲ့ပဲမင်းတို့ကချိတ်ဖို့နေတာကစိတ်ကူးတဲ့တော့မထည့်ရဲဘူးမင်းတို့ပထွေးရရတာကြောက်တာမင်းတို့ကအဲ့ဒါကိုပြောတော့ဘောကွာကလစစ်ထက် ကလက်ထစ်ကပူသွေးမဲတယ်ဆိုတာမင်းတို့ကိုကိုပြန်ကြည့်ဦးမင်းတို့နယူးချော်ပြန်ပြေးသွားတဲ့အာလုံးသွေးမဲကြီးတွေဖြစ်နေပြီမင်းတို့သွေးမဲမှာပေါ့ဟိုကကလက်ထစ်သွင်းပေးထားတာလေအေးမင်းတို့နယူးချော်ပြန်ပြေးတွေကိုငါပြောမယ်မင်းတို့သွေးတွေမဲနေပြီမင်းတို့ပထွေးကမင်းတို့မွေးပြီးစားနေတာမင်းတို့တွေပထွေးတွေရဲ့ သူ့မဲမဲသူ့သွင်းပါသူ့သွင်းပေးထားတဲ့အတိုင်းရှောက်လုံးနေမယ်ဆိုလို့ရှိရင်မင်းတို့ရဲ့တမိုင်းပဲနစ်နာမှာနော်။အာဒီလောက်ပဲပြောချင်တယ်။ไอ้คนตั้นไล่ไอ้เอาน้าหลุပြောရရှိတာပြောအောင်ကျွန်တော်တို့ကနေနေရဗုဒ္ဓဘာသာနိုင်ငံဒီကနိုင်ငံဝက်ထားရတာ ਨੇ ကျွန်တော်တို့ကဗုဒ္ဓဘာသာလက်ဦးလေးချီပြီးရှင်ပြမင်းရှင်ပြပါဘာတစ်ခုမှမဆက် ာလို့ဆိုသင်္ကန်းချုပ်ဒါမဲ့ခုပြက်နေတာဗာပြက်နေတာအဲ့ဒါသင်္ကန်းချုပ်သင်္ကန်းချုပ်နဲ့ပုတ်ခတ်တယ်မင်းလို့မင်းမြိုင်တိုင်းခိုင်းခုလို့ခေါ်စသစသလို့စသလို့နိုင်ငံတမနိုင်ငံလို့နိုင်ငံလို့ပီရက်ပီရက်လို့ပီရက်လို့ကုန်းကြီးတဲ့ဒီတိုင်းသင်္ကန်းချုပ်နိုင်သင်္ကန်းချုပ်နိုင်လို့ဇနီးရဲ့တိတ်ခါဖို့နေတယ်ကျင့်ကြံအားတယ် မိမ့်လို့မိမ့်မြတိုက်ခိုက်ပြီးပုတ်ခတ်တယ်။အများတို့ကသိပြီးတော့သိတယ်။သိပြီးတော့တတ်တယ်။နိုင်ငံရေးလောကကြောင်ကောင်းကောင်းနားလည်တယ်လို့ထင်သင်္ကန်းချော့တော့တဲ့ဟိုအမိုင်းကြီးရဲ့စွန်းနေဟိုကောင်းရင်ကမှတတ်ပြီးတော့ခန်းသားစားပြီးတော့ဝင်းနည်းနဲ့လည်းမကြည့်သိခါဘုံနဲ့လည်းမကြည့်ကိုလူကိုပုတ်ခတ်ဒီလူကိုပုတ်ခတ်အများတို့ကြည့်ရသိကိုအားကိုးနေတာပူလောင်ရတယ် ွားကိုတီခွားကိုတတ်တယ်လို့ထင်လို့ရှိရင်သင်္ကန်းချော်တော်တဲ့ဟို